ြက်သားလုံးနဲ့ပထမကျော့ရလက်ကြောင့်ရင်ခုန်စရာတိတ်မရှိတော့ရင်နဲ့ဒုတိယကျော့ကိုအင်ကွင်းပိတ်သက်ရှိမှမှလီလီစားစားရှင်ပြိုင်သွားမယ်အာဆင်နယ်အစင်းတွေကတော့ PSV အသင်းကိုပထမအကြော့နေသားလမြေမှာတကိုး9ခုနဲ့နိုင်ထားတယ်။အဲ့ဒီရလက်က ကွာတာဖိုင်နယ်ကိုခြေတလန်းနဲ့မဟုတ်ခြေတလန်းလှမ်းပြီးလောင်ပြုတ်လို့ရတယ်။ဘာလို့လဲဆိုတော့ဒုတိယအကြုပ်ကိုကိုအင်ခွင်းမှာကိုပိတ်သက်ရှေ့မောက်မှာအက်ခံကစားမှာ။ဒါပေမဲ့တခုမမေ့ဖို့လိုတာကအာဆင်နယ်ဒီဒီပွဲစဉ်မှာအများကြီးကြိုးစားအားထုတ်ဖို့မလိုတော့ဘူးဆိုတာပဲ။လူငယ်လေးထဲသုံးရင်သုံးမသုံးရင်အရန်ကစားသမားကြီးနဲ့အသုံးပြုပြီးရောပွဲကိုထိန်းသွားရင်ရပြီ။ကွာတာကိုတက်နေပြီ။တကိုးခုနှစ်ကိုးဆိုရလက်ကဂျားထဲမှာ6လုံးအထိပြပြတသားအตาရထားတယ်။ဒါကဂိမ်းဥပါဖြစ်သွားပြီ။ PSV ကတော့အာဆင်နယ်ကိုရှုံးပြီးနောက်ပိုင်းမှာနယ်သာလန်လိပွဲစဉ်15မှာဟီယမ်ဘင်အသင်းကို2ဂိုးတဂိုးနဲ့သူတို့နိုင်ထားတယ်သူတို့ရဲ့အဲ့တပွဲပဲကန်တာကြားထဲမှာ25ဝက်မှာ55မက်ထီစူးစောင်းထားနိုင်ပြီးတော့အဆင့်တစ်ကအေချက်ကိုအောက်ကနေပြီးတော့ရှစ်မက်အကွာနဲ့ဖိအားပေးနေတယ်အဲ့ဒီလိမှာဆိုသူတို့က85ဂိုးသွင်းထားတယ်ပေးဂိုး30ရှိရဆိုပေမဲ့အဲ့ဒီနယ်သာလန်လိရဲ့သွင်းဂိုးအကြမ်းဆုံးအသင်းတစ်သင်း အဲ့လိုအသင်းတစ်သင်းကိုအာဆင်နယ်ကပထမအကြောမှာ9ဂိုး2ဂိုးဆိုရလက်နဲ့ပြပြတသားကိုအနိုင်ယူခဲ့တာတကယ်ကိုကောင်းမွန်တဲ့ performance တခါတည်းတပွဲတဲ့အပီးကိုနှစ်ကြော့ကန်ညာမလို့လောက်လှုပ်လိုက်တဲ့သဘောမျိုးဒါ့အိမ်မဲ့ပြိုင်ပွဲသဘောတော်ဟွာရဒုတိယအကြောကတော့ကိုယ့်အိမ်ကိုမှလက်ခံပြီးကစားပေးအောင်ပါဗောလေအဲ့တော့ပထမအကြောရလက်ကြောင်းကျွန်တော်တို့အနေနဲ့ဒီရလက်ကိုဒီပွဲစဉ်မှာ ACC အခက်ကစားရပြီ16ရက်နေ့ကျရင်တော့သူတို့က RKC အသင်းနဲ့ကစားဖို့ရှိတယ် သူတို့အနေနဲ့ Netherlands League ပြည်တွင်းပွဲစဉ်ပိုပြီးအာရုံစိုက်တာကတကယ် reality လို့ထင်တယ်။ရှင်းမဲ့ဆိုတဲ့ကွာဟချက်ကသူတို့သာတကယ်လိုက်မယ်ဆိုရင်မှီနိုင်လောက်တဲ့အနေထားပဲ။ဒါ Netherlands ပြည်တွင်း League မှာပေါ့လေ။အဲ့တော့ Arsenal မှာလည်းအခြား site တစ်ခုရှိသေးတယ်။အဲ့ဒါဘာလဲဆိုတော့ Arsenal က Champions League ဒီပွဲစဉ်နဲ့ဆိုင်သူတို့စိတ်ရောက်နေမှာက16ရက်နေ့ကံမဲ့ကိုအိမ်ကွင်းမှာလက်ခံကစားမဲ့ London Derby Chelsea နဲ့ပွဲစဉ်ကအရေးပါတယ်။အရေးပါတယ်ဆိုတာက title redraft မဟုတ်တော့ဘူး။ အောက်က Nottingham Forest တို့ Manchester City တို့ Chelsea တို့နဲ့အမှတ်ပြတ်ဖို့တော့လိုအပ်တယ်အခုကအဆင့်1ကိုရည်ရွယ်နေရမှာမဟုတ်ဘူးအဆင့်3အဆင့်4ပြန်မြောက်ဖို့ကိုစူးစမ်းမယ်အနေထားဖြစ်သွားပြီဒါကတကယ် Arsenal အသင်းအတွက်တကယ် reality ဖြစ်သွားပြီ1 2 4ထဲမှာဆက်ပြီးရှိနေတော့မှ노ရာသီမှာလိုချင်တဲ့ကစားမခေါ်လို့အဆင်ပြေပါ လူရည်တီမှာလူချင်းကစားမခုံဖို့ဘတ်ဂျက်အင်ဟာအပြည့်အဝဖြစ်သွားမှာအဲ့ဒါကရှင်ရည်သွဲကစားမကြီးစာချုပ်ချုပ်ဖို့အတွက်လည်းအရေးကြီးပါတယ်ဖလားမရတာရတာကတသက်တပိုင်းကျွန်တော်ရှေ့ဗီဒီယိုဒီမှာပြောခဲ့ဘူးလို့ပေါ့အာဆင်နယ်အသင်းအတွက်ဆိုချန်ပီယံလိဝင်ခွင့်ကတကယ်ကိတ်မှုကြီးတစ်ခုပဲစူဖလားရတာကအပေါ်ကခရင်ပဲအဲ့တော့အရင်ဆုံးကိတ်မှုတစ်ခုခိုင်မြဲတော့မှကျွန်တော်ခရင်ကိုထပ်ပြီးဖြည့်လို့ရမှာအချားရတာတောင်းဆိုလို့ရမှာအဲ့တော့ကျွန်တော်တို့အနေနဲ့ဒီချန်ပီယံလိဝင်ခွင့်ဆိုတဲ့ဟာကြီးကိုအရင်ခိုင်မဖို့တော့လိုအပ်တယ်ဒီရာဒီမှာတိုက်စစ်က ရွှေတလဲငွေတလဲဖြစ်နေတဲ့အချိန်မှာပေါ့လေအဲ့ဆိုကဲဒီပွဲစဉ်မှာတော့အာဆင်နယ်တင်းနဲ့မာတီနီလီကိုပြန်ပြီးထုတ်သုံးသွားဖို့လို့ရှိတော့တယ်ဝန်နရီနဲ့ထော့ဆက်တဲရောက်ကိုသူအနားပေးသွားပြီးတော့ပေါ့လေမာတီနီလီကိုထုတ်ပြီးသုံးသွားဖို့တော့များလို့ကျွန်တော်ထင်တယ်လူငယ်တွေတွေကနေရာပေးကြကြီးဆိုဘသူတွေရှိလဲဆိုတော့ ORDG ဆိုတဲ့တက်စစ်ကစားသမားလေးရှိတယ် Isma Khabia ရှိတယ်ကွင်းလက်ကဆာလတ် Ohan လို့ကစားသမားရှိတယ်ဂိုးသမားဖြစ်တဲ့ Tommy Safo Jet Porter လို့ကစားသမားရှိတယ်ဘသူတွေကိုနေရာပေးသွားမယ်နောက်ဆုံးနေရာမပေးဘူးကွာအရန်ကမှထိုင်ခိုင်းထားပြီးတော့ ဒုတိယပိုင်းမိနစ်80လောက်မှထည့်ပြီးသုံးမယ်ဆိုလဲဒါကဒီကစားသမားကြီးတွေ့ဆိုရင်တကယ်ကြီးကျယ်တဲ့ပွဲကစားချိန်မိနစ်တွေဖြစ်သွားမှာကျွန်တော်ကအာရီတာကိုဒီလိုပွဲစဉ်မျိုးမှာတော့လူငယ်တွေကိုနေရာပေးစီခြင်းနဲ့ပြီးရင်ကျန်တဲ့အဓိကကစားသမားတွေကိုစတာမီနာအပြည့်နဲ့ချက်စီးပွဲကိုသုံးစီခြင်းတာအဲ့ဒီပွဲကတော့အရင်ကြီးကြီးတယ်ချန်ပီယံလိဝင်ခွင့်တိုက်ပွဲလေးဖြစ်တဲ့အတွက်ဘာလို့လဲဆိုတော့ Chelsea ကလည်း1-2ဖိုးတဲ့ဝင်ဖို့အတွက်စူးစမ်းလာပြီးဖြစ်တဲ့အတွက် Arsenal ရဲ့လက်ကျန်ပွဲစဉ်တွေမှာ ထောက်လျှောက်မှားမယ်ဆိုရင်မပြောကောင်းမဆိုကောင်းချန်ပီယံလိဝင်ဝင်တော့လွဲသွားနိုင်တယ်အမတ်တီးကအရင်ကြီးပြက်နေတဲ့အနေထားမှာမဟုတ်ဘူးအဲကျွန်တော်တို့အနေနဲ့ပိုသေးကြတာတခုကိုပိုပြီးအိုင်ယွန်ဆိုက်တင်တယ်ဗောလေကျန်တာကတော့ဒီ quarter final က AP လ6ရက်9ရက်မှာပထမအကြော55 6မှာဒုတိယအကြောဆိုတော့အဲ့ဒီပွဲစဉ်မှာတော့စာကာပြန်ပါလာဖို့အခြေအနေတော်တော်ကောင်းသွားပြီတချို့ report တွေကဆိုရင်စာကာက full hand နဲ့ပွဲစဉ်မှာတော့ပြန်လာနိုင်တယ်ဆိုတော့ report တချို့တွေ့တယ် April 2ရက်နေ့ တွေ့ရမှာကလည်း real နဲ့လားတီကိုနဲ့လားမသိရသေးဆိုမြေကျုံနဲ့ပွဲတစ်ချိန်တည်းကံမှာကတီကိုတို့အိမ်ခွေးမှာ real ကိုသွားကံပဲအချိန်ပဲညမဆန်တော့ကျေးဆိုရင်နှစ်နာရီခွဲပေါ့လေမနက်ခင်းအစောပိုင်းအဲ့ဆိုတော့ကျွန်တော်တို့ရလက်နဲ့တပြိုင်နဲ့တစ်ဖက်မှာလည်းတစ်ချိန်တည်းကံတာဖြစ်တဲ့အတွက်တစ်ဖက်ကဘယ်သင်းနဲ့တက်လာတက်လာတီချာတစ်ခုကတော့စကားပြန်ပါလာနိုင်မယ်မာတီနေလည်းအသင်းမှာရှိနေတဲ့အနေအထားမျိုးကတော့ကျွန်တော်တို့အတွက်ဆိုရင်တော့ဒါတိုက်နာတစ်ခုထိယုံကြည်စိတ်ချတဲ့တိုက်ချက် forward ကို ြန်သက်သွင်းနိုင်မလို့ကျွန်တော်ယုံကြည်ထားတယ်အခုအာဆင်နယ်ရဲ့အင်ဂျူရီကစားသမားတွေမှာဆိုရင်တော့လက်ရှိဒီလာထဲမှာသူတို့စာကာရှိတယ်ခိုင်ဘက်ရှိတယ်တိုမီယာစုရှိတယ်ဂျေဆုရှိတယ်ဂျေဆုကတော့ဒီဇင်ဘာလောက်ထိကျွန်တော်ဆုံးရှုံးရမှာတိုမီယာစုကလည်းယာတီအစပွဲစဉ်တွေထိမကျင်းသေးသေးဘူးခိုင်ဘက်ကလည်းရာဒီအစားပွဲစဉ်တွေလောက်မှပြန်ပြီးတော့ free training ပြန်လုပ်နိုင်မယ်ဆိုတဲ့တဲ့င်းနဲ့စာကတော့ April အစာပိုင်းတွေမှာပြန်လာနိုင်မယ်ဆိုတဲ့တဲ့င်းရှိအဲဆို Champion League ဒုတိယအကြော့ဖြစ် PSV နဲ့ပွဲစဉ်နဲ့ကျွန်တော်တို့အတွက်ဆိုအရေးပါလာဆိုတော့ အရင်ရေးမပါတော့ဒါကြီးနဲ့ပေါ့ဆလို့တော့မရဘူးဘောလုံးအားစားနည်းကဘာမှမဆိုဖြစ်သွားနိုင်တာဖြစ်တဲ့အတွက်ပြန်မျက်ကိုလေးစားမှုအပြင်းနဲ့အသေးရဲ့အဓိကကစားသမားတွေအရင်ကစားသမားအချို့သုံးမဲ့ဆိုရင်သုံးဒါပေမဲ့လူငယ်တွေအတွက်တော့10မိနစ်15မိနစ်လောက်ပွဲကစားခွင့်မိနစ်လေးတော့အားရတော့ကျွန်တော်ကပေးစီခြင်းနဲ့တခါကြီးတော့လေအသေးရထွက်ရတဲ့ကစားသမားတွေကျွန်တော်အပြစ်သွားမြင်လို့မရဘူးအခုဆိုရင် United မှာ Aiden Heaven ဆိုတဲ့ကစားသမားလေးကစားဝင်ရတယ်ကျွန်တော်တို့တုတ်တက်ဆိုဝမ်းသာတယ်ဒါပေမဲ့ တစ်ဖက်မှာလည်းချီရိုအိုမာတင်လိုမျိုးပေါက်ခဲ့ရတယ်ပြောတဲ့ player အတွက်ဆိုလို့ရှိရင်တော့တကယ်ဟိုမူရီယာမပွားပေးနိုင်ဘူးဗျာပွင့်လင်းပြောတာဒါပေမဲ့ Eden Heaven လိုမျိုးပွဲပြီးသွားချိန်မှာ Gabriel Magalhaes နဲ့ဒါဖတ်တဲ့တကင်းနဲ့နှုတ်ဆက်နေပြီးတော့ Arsenal မှာမတက်တာလုံးလုံးထွက်ခွာသွားခဲ့ရတဲ့ player မျိုးတွေကြတော့ကျွန်တော်တို့ဘယ်သိရောအောင်မြင်စေချင်တယ်ကစားသမားပဲဗျာသိရမလားပြီးတော့လဲငွေရှာတဲ့အခိုက်တန်ကသူတို့အနေနဲ့အသက်ဒီ78ကနေပြီးတော့33အဲ့အတော်တွင်းလေးမှာပဲဘောလုံးအားကစားနေတဲ့သူတို့ကငွေရှာရတာ ဲ့တော့သူတို့ရဲ့ image မြင်မာဖို့လောကလာသားများရဖို့အောင်မြင်မှုတွေရဖို့ဆိုရင်တော့ကျွန်တော်တို့ရဲ့အတိုင်းနဲ့ပဲတချို့ကစားမိုက်တော်ပြီးချင်တော်လို့မြောက်ကိုဘက်ကပွဲထွက်ခွင့်ပေးနိုင်ရင်ပေးနိုင်မပေးနိုင်လို့ထွက်ခွာသွားတဲ့အခါမှာလည်းဘယ်သင်းဝယ်ထွက်သွားထွက်သွားမူရီယာပေါ်ပွေးရမှာပေါ့လေဒါပေမဲ့ Premier League ကလပ်သင်းတွေကိုကျွန်တော်လည်းမပြောင်းစီချင်ပါဘူးဘယ်တက်နိုင်မလဲ Eden Heaven ကိုတော့ Barcelona တို့ကခေါ်ဖို့တော်တော်လေးနီးစပ်ခဲ့တယ် Frankfurt ကလည်းနီးစက်ခဲ့နောက်ဆုံး United ကိုရောက်သွားခဲ့ဒါကလည်းရှေ့ကချီတိုအိုင်ပါတင်အရင်ထွက်သွားခဲ့တာဖြစ်တဲ့အတွက်သူတို့နှစ်အောင်လုံးတပြိုင်တည်းအဲ့ဒီကို ဒါရှေ့စနောက်စရောက်သွားတဲ့ဘောပေါ့လေကဲအဲ့တော့ဒီပွဲစဉ်ကိုတော့အနာနီရင်တော့ကျွန်တော်ဘယ်ပိတ်မှာပြမယ်ဆိုတော့ပြောပြပါမယ်အာဂျီတူမှာပြတော့မှုများပါတယ်ဟိုတနည်းကတော့ပြကနီးမှာအနီးနားမှာအေဒါလီဖြစ်သွားကြတဲ့အဆင်မပြေရလဲတောင်းပါတယ်ကဲကျွန်တော်တို့ချန်ပီယံလိဒုတိယကြော်တော့စေးလေကြီးကြောင်ပရီးမီယာလိနဲ့မတူတော့ချန်ပီယံလိကကိုစိန်နှလုံး၃ပါးလုံးအေးချမ်းချမ်းကြည့်ရပါတယ် ီစီစဉ်လေးကိုအဓိကကွင့်ကြီးပန်ဝေးတဲ့ရွှေဘောလုံး online အကျင့်ကိုလည်းကျေးဇူးတင်ပါတယ်အမဆောင်မယ်ဆိုတော့ဘာပြောင်ဖုန်းနံပါတ်တောင်ကို9016635တောင်ဆက်သက်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရနိုင်မှာဖြစ်လို့မွေးပွန်းကိုရှာရှိမှဘောလုံးပွဲတွေကိုလောင်းမှာဘောလုံးပွဲတွေလုံးဝမလောင်းတဲ့ဆိုလို့ YouTube မှာကိုထုတ်ပေါ်ပေါ်ရှုရရှာပြီးကျွန်တော်ကိုအားပြုလို့ရပါတယ် iPad coach ကို sport ထိုင်ငါတို့လိုမိတွေကိုလည်းကစားလို့ရနိုင်ပါပြီ